ားလုံးမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်တို့ရဲ့ဖခင်ကကျွန်တော်တို့ကိုလက်မဆန့်ခင်မှာအရင်ဦးဆုံးဂတိပေးတဲ့ဖခင်ရှင် ဖြစ်ပါတယ်ကျွန်တော်တို့ကိုလူတယောက်ကမနဲ့ဖြစ်ကြရင်အကိုကိုအမကိုကျွန်တော်ကာတစီလက်ဆောင်ပေးခြင်းနဲ့အိမ်မှာကတော့လာယူပါလို့ပြောတဲ့အခါမှာဒီနေ့ကြည်နေညူကိုမောင်နှမရဲ့စိတ်ထံမှာ ဘလို့ခံစားရလဲခုံပေါက်မြူတူပြီးမှအရန်ကိုဝမ်းမြောက်တဲ့စိတ်ဝင်လာတယ်မလားတချို့တွေဆိုစိတ်မထိန်နိုင်မင်းနဲ့အတန်နေအောင်ပွဲခံတဲ့အတန်နေအော်ဟစ်ပြီးမှအိမ်ထဲမှာကတဲ့တွေလည်းရှိမှဖြစ်ပါတယ်ဒါပေမဲ့လက်ထဲမှာကားလည်းမရှိသေးဘူးကားတော့လည်းမရောက်လာသေးဘူးကိုရထားတာသူ့ရဲ့နှုတ်ကနေထွက်တဲ့ဂတိစကားလေးတစ်လုံးပဲဒါဟာလူပေးတဲ့ဂတိတောင်မှကျွန်တော်တို့တွေ အရန်ဝမ်းသာတတ်တယ်ဆိုရင်ဖယားရခင်ကကျွန်တော်တို့ကိုဂတိပေးထားတဲ့အရာတွေအများကြီးရှိပါတယ်အဲ့ဒီဂတိကတော့ကျွန်တော်တို့ရဲ့တမာကျမ်းစာဖြစ်ပါတယ်ဒီတမာကျမ်းစာထဲမှာမိษွေမကျမ်းမာရင်မိษွေတို့ဘုရားရှင် ပေးထားတဲ့ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂတိတွေရှိတယ်မိษွေစင်ရင်မိษွေကြွယ်ဝခြင်းနဲ့ဆိုင်တဲ့ဖယားပေးထားတဲ့ဂတိတော်တွေရှိတယ်မိษွေစိတ်မကောင်းဖြစ်ပြီးစိတ်သက်ကြနေမိษွေကိုဘုရားရှင်ပေးထားတဲ့ဂတိတော်တွေရှိပါတယ် အဲ့တော့တမာကျန်းစာကိုဖတ်ဖို့အရန်ရေးကြည့်တာဖြစ်ပါတယ်တိုးတော့ကျွန်တော်တို့တွေကတခါတလေမှာကျန်းစာဖတ်တယ်ဖရဲဂတိတော်ကိုကျွန်တော်တို့ရထားပေးမယ်လေကျွန်တော်တို့တွေကမပြောနိုင်မအောင်ဘာလို့မပြောနိုင်တာလဲဆိုရင်အော်ဒါတွေကတကယ်ရောကိုယ့်ရဲ့ဘဝမှာဖြစ်ကုန်ဖြစ်လာပါမလားဆိုပြီးမှ ကျွန်တော်တို့တွေကထင်သက်ကြတာဖြစ်ပါတယ်မိတ်ဆွေလူရဲ့ဂတိတော်မှာပေးပြီးတည်ခြင်းမှတည်တာဖြစ်ပါတယ်ဖရဲဂတိကတော့မနေ့ယနေ့နောင်ကာလ ပြောင်းလဲခြင်းမရှိဘူးအဲ့ဒီဖရားရဲ့ပေးတဲ့ဂတိနှုတ်ကပတ်တော်ပေါ်မှာတင်ကကင်ဆွဲပြီးတော့မှဝင်ခံနေဖို့ပဲအရေးကြီးတာဖြစ်ပါတယ်တင်နေရာတစ်ခုကိုသွားတယ်အဲ့ဒီနေရာကိုတင်ဝင်ဖို့အတွက်တင်ပါလိုအပ်လဲဆိုရင်လက်မှတ်တစ်ခုလိုအပ်ပါတယ်အဲ့ဒီလက်မှတ်ကဝယ်မယ်ဆိုရင်တင်ရာပေါင်းထောင်ပေါင်းပေးရတဲ့လက်မှတ်ဖြစ်ပါလိမ့်မယ်ဒါပေမဲ့တင်ကိုချစ်တဲ့မိတ်ဆွေတယောက်ကတင်ကိုတင်ကိုစားဝယ်ပြီးအဲ့ဒီလက်မှတ်ပေးလိုက်ပြီဆိုရင်တင်ကအဲ့ဒီပွဲတွေကိုဝင်ဖို့အတွက် အဲ့ဒီလက်မှတ်ရပြီဆိုရင်တင်းဘဒုမအကူညီတောင်းကြမလို့ပဲမျက်နှာငယ်ကြမလို့ပဲ ਨੇ တင်းဝင်သွားလို့ရပါတယ်။ဘာဖြစ်လို့ဆိုအဲ့ဒီလက်မှတ်ကင်ထားပြီးမှပြလိုက်ရုံပဲဖြစ်ပါတယ်။ဒီနေ့ဒီလိုပဲကျွန်တော်တို့ဘုရားတခင်ကလောကနဲ့ဆိုင်တဲ့အခက်ခဲတွေကြုံတဲ့အခါမှာစုံစမ်းနောက်ဆက်ခြင်းတွေကြုံတဲ့အခါမှာကျွန်တော်တို့ဘုရားကလက်မှတ်ပေးထားပါတယ်။အဲ့ဒီလက်မှတ်ကနှုတ်ကပတ်တော်ထဲမှာပါတယ်။သူ့ရဲ့ဂတိတော်တွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဆင်းရဲခြင်းခံတဲ့အခါမှာသာဝပြတဲ့ငါးဤတိုးထင်းပြတော်မူငါးဒီဆင်းရဲမခံရ စင်းနေတဲ့ကြက်ဆိုင်နဲ့ငေါ့အိတ်စီတို့တာရရောမျက်နှာကလမ်းပြမဲ့ဖျားဖြစ်တယ်။နှုတ်ကပတ်မှာရက်တီးပြီးမှကျွန်တော်တို့ဟာအဲ့ဒီစင်းရဲခြင်းကိုတိုက်ဖျက်ရမယ်။ဂတိတော်ကိုကင်ဆွဲပြီးမှကျွန်တော်တို့ကရင်ဆိုင်ရမှာဖြစ်ပါတယ်။ဟေပြောဝါဒစာခန်းကြီး30အငယ်23မှာမျောလင့်ခြင်းအကြောင်းကိုဝန်ခံ၍မတင်းချင်းမရွေးရော်ပဲတည်ကြည်ကြကုန်အကြောင်းမူကားဂတိထားတော်မူသောသူသည်တစ္ဆာနှင့်ပြည့်စုံလေ။ဖျားတခင်ကတဲ့ဂတိပေးပြီးတစ္ဆာရှိစွာပြည့်စုံစေတဲ့ဘုရားရှင်ဖြစ်တယ်။ ဖခင်နာမှာဘုန်းကြီးပါစေကိုမမိတ်ခဲ့ပါကျွန်တော်ဖခင်ကဂတိပေးပြီးတစ္ဆာရှိစွာပြည့်စုံခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်လို့ဖခင်နာမှာဘုန်းကြီးပါစေဟာလေလုယာဟာလေလုယာအာမင်ဖခင်တခင်တင့်ကိုနှုတ်ကပတ်တော်မြင်ဂတိပေးထားတယ်တင်ဟာဂတိပေးတဲ့ဖခင်ဟာတစ္ဆာရှိစွာပြည့်စုံခြင်းနဲ့ဖခင်ရှင်ဖြစ်တယ်ဖခင်ရဲ့အပိုင်းကတာဝန်ကျပြီဒီကနေ့တင့်အပိုင်းကတော့အဲ့ဒီဖခင်ရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့မှဒီနေ့ကျွန်တော်ရက်တီးပြီးဝင်ခံပွင့်တော်ဖြစ်ပါတယ် ျွန်ကျမ်းစာကိုကြည့်မယ်ဆိုရင်ဘုရားတခင်ကအာဗြဟံကိုလူမျိုးတွေရဲ့ဖခင်ဖြစ်စေမယ်လို့ပြောတဲ့အခါမှာအာဗြဟံမှာတားတယောက်မှမရှိသေးပါဘူး။ဒါပေမဲ့ဘုရားတခင်ကအာဗြဟံရဲ့နာမည်ကိုအာဗြံကနေအာဗြဟံဆိုပြီးချိန်ပေးလိုက်တယ်။အတိတ်ဘယ်ကလူမျိုးတွေရဲ့ဖခင်ကျွန်တော်တို့လူမျိုးတွေရဲ့ဖခင်လို့ပြောတဲ့အခါမှာကျွန်တော်လူနေနေဆိုရင်ကိုယ်မှာကလေးရှိမှနော်ကိုယ်မှာတားတွေတမိတွေရှိမှအဖေလို့ခေါ်လို့ရတာဖြစ်ပါတယ်။ တားတယောက်မှမရှိပဲတမီးတယောက်မှမရှိပဲ ਨੇ သူ့ကိုအဖေလို့ခေါ်လို့မရဘူးဖခင်လို့ခေါ်လို့မရပါဘူး။ဘာဖြစ်လို့ဆိုရင်သူ့မှာမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ဖခင်ရဲ့အလုပ်လုပ်ပုံကအဲ့လိုမဟုတ်ဘူး။မရှိပေမဲ့လည်းဂတိပေးတယ်။ဂတိပေးပြီးရင်ဖခင်ကရှိစေတယ်ဖခင်ရှင်ဖြစ်ပါတယ်။ဖခင်နာမပုံကြည့်ပါစေ။အာမင်။ဖခင်ဟာဂတိပေးတယ်။မရှိပေမဲ့လည်းကျွန်တော်တို့ဂတိပေးတယ်။ဂတိပေးပြီးရှိစေတယ်။ဒီနေ့လူတွေကရှိမှတင့်ကိုတထေးလို့သတ်မှတ်တယ်။ရှိမှတင့်ကိုအဖေလို့သတ်မှတ်တယ်။ ်တင့်မှာတခုခုရှိမှတင့်ကိုကျွယ်ဝတဲ့သူတင့်တခုခုကြမ်းမှနေမှာကြမ်းမှတော့သူလို့လူတွေကတတ်မှတ်တာဒါပေမဲ့ဖះကကြတော့တင်ငွေချင်းမရှိဘူးဒါပေမဲ့ဖះတင့်ကိုကျွယ်ဝစေမယ်လို့ဂတိတော်ပေးရင်တင်အဲ့ဒီဂတိတော်မှာရက်တီပြီးဝင်ခိုင်းရင်တင်ကကျွယ်ဝတော့သူဖြစ်လာတယ်မရှိပေမဲ့လည်းရှိလာတယ်ဘာဖြစ်လို့လဲဆိုရင်ဂတိတော်ပေါ်မှာရက်တီလို့ဒီနေ့တင်ကမကြမ်းမအောင်လူတွေကတင့်ကိုကြမ်းမရဲ့ချိုယွင်းနေတဲ့ကြောင့်တင့်ကိုကြမ်းမရင်မကောင်းဘူးလို့တတ်မှတ်ထား ဒါပေမဲ့ဖယားကကြတော့တင့်ကျမ်းမာရင်မကောင်းပေမဲ့တင့်ကိုကျမ်းမာစေမယ်လို့ဂတိပေးတယ်။အဲ့တော့တင့်မှာကျမ်းမာရင်ချိုးတဲ့နေပေမဲ့လင်ဟင်းနေပေမဲ့လေဖယားကဂတိပေးပြီးအဲ့ဒီကျမ်းမာရေးကိုဖယားကကောင်းမွန်စေတဲ့ပြရှင်ဖြစ်ပါတယ်။တချို့ကတင့်ကိုတခုခုမှကြာရှုံးလို့မအောင်မြင်တဲ့သူလို့သတ်မှတ်ထားမယ်။ဖယားကတင့်ကိုငါမင်းကိုအောင်မြင်စေမယ်လို့ပြောပါတယ်။အဲ့ဒီအောင်မြင်စေမယ်လို့ပြောတဲ့ခါမှာတင့်မှာအောင်မြင်မဲ့အခွင့်အရေးမရှိပါဘူး။တင့်မှာ ကျွဲဝါမဲ့အခွင့်အရေးမရှိပါဘူးဒါပေမဲ့ဖခင်ဂတိတော်ကိုတင်ကကင်ဆွင်တင့်မအောင်မြင်တဲ့အခွင့်အရေးမရှိပါမလဲတင်ကအောင်မြင်လာတာဖြစ်ပါတယ်ဒါကြောင့်ယောရှုတို့ကိုဖခင်ကပြောတယ်မကြောက်နဲ့စိတ်မပြန်နဲ့အာယူရရင်ချင်းရှိလို့တင်နဲ့အတူငါရှိတယ်လို့ပြောတယ်အဲ့ဒီရေခေါမျိုးကိုငါမင်းရဲ့လက်ထဲကိုပေးပြီးတဲ့အဲ့ဒီစကားပြောတဲ့အခါမှာယောရှုကအဲ့ဒီရေခေါမျိုးကိုလှန်တစ်ချက်မှမဆိုင်ရတဲ့ဘူး။မြားတစ်စင်းမှမပြရတဲ့ဘူး။ ဒါပေမဲ့ယောရှုတို့ဟာဖခင်ရဲ့ဂတိတော်ကိုယားထားပြီးသားဖြစ်ပါတယ်။အဲ့တော့ဖခင်ရဲ့ဂတိတော်ကိုယားထားပြီးမကြောက်။မြားတစင်းမှမပြည့်ရတဲ့ယောရှုရဲ့လက်ထဲကိုအဲ့ဒီရေခေါမျိုးကရောက်လာပါတယ်။ ဒီနေ့တင့်ရဲ့တတ်တာမှာမရှိခြင်းတွေများပါလိမ့်မယ်။ကာမရှိဘူး၊အိမ်မရှိဘူး၊အောင်မြင်မှုမရှိဘူး၊ကြိုးဝါမှုမရှိဘူး၊ဝါမြောက်ခြင်းမရှိဘူး၊စိတ်တက်ကြမှုတွေပဲရှိတယ်။ဆုံးရှုံးမှုတွေပဲရှိတယ်၊ဆင်းရဲမှုတွေပဲရှိတယ်၊မကြမ်းမှမှုတွေပဲရှိတယ်၊စိတ်ပျက်ခြင်းတွေပဲရှိလိမ့်မယ်။ဒါပေမဲ့ဖရားရဲ့ဂတိတော်ကိုကင်ဆွဲပြီးတော့မှဒီနေ့တင်ပါလို့ရမလဲဆိုရင်တင်ဟာဖရားပေါ်မှာယက်တည်ပြီးမှနှုတ်ကပတ်တော်ကိုကင်ဆွဲပြီးမှငါဖရားကငါ့ကိုကြမ်းမှစင်မယ်ဖရား။ငါဖရားငါ့ကိုကြိုးဝါစင်မယ်ဖရားလို့တင်ဝင်ခံမယ်ဆိုရင်ဖရားကတင်ကိုဂတိပေးထားတယ်။တင်ရှိလို့မဟုတ်ဘူး။ တင်တော်လို့မဟုတ်ဘူးတင်မှာဒါတွေပြည့်စုံနေလို့မဟုတ်ဘူးဖခင်ကတင်မရှိမှန်းကိုတည်တယ်တင်မပြည့်စုံမှန်းကိုတည်တယ်ဒါကြောင့်ဖခင်ကတင်ကိုဂတိပေးတဲ့အခါမှာအာဗြဟံကကလေးတယောက်မှမရှိဘူးဒါပေမဲ့လူမျိုးတွေရဲ့ဖခင်ဖြစ်မယ်ဆိုစကားတိုင်းအာဗြဟံလူမျိုးတွေရဲ့ဖခင်ဖြစ်လာတယ်ယောရှုတို့ယေရခေါမြို့ကိုရမယ်ဆိုရင်ဂတိတိုင်းပဲယေရခေါမြို့ကိုတကယ်ရလာတယ်ဒီနေ့တင်ရဲ့အသက်တာမှာလေတင်ဆင်းရဲခြင်းဆင်းရဲနေလိမ့်မယ်ဒါပေမဲ့တင်ရဲ့အသက်တာမှာကကျွယ်ဝခြင်းနဲ့ရောက်လာလိမ့်မယ်တင်ကားမရှိဘူး ဖခင်ကတင့်ကိုကားပေးလာလိမ့်မယ်ဒီနေ့တင့်မှာအိမ်မရှိဘူးအိမ်ပိုင်မရှိဘူးဒါပေမဲ့ဖခင်တင့်ကိုအိမ်ပိုင်ပေးလာလိမ့်မယ်တင့်မှာငွေချင်းမရှိဘူးဖခင်ကတင့်ကိုငွေချေးပေးလာလိမ့်မယ်တင့်မှာအကျွေးတွေများတယ်ဖခင်ကတင့်ကိုအကျွေးကြေုံတာမှကားဖို့ရှံထွက်စေလိမ့်မယ်တင့်ရဲ့အခွင့်အလမ်းတွေအားလုံးကစုံစုံနေဒါပေမဲ့တင့်ကိုဖခင်ကအခွင့်အလမ်းတွေကို ကောင်းကြီးပေးလာလိမ့်မယ်တင်းကိုမျက်နှာပွင့်လန်းရတဲ့ခွင့်ဘုရားကပြန်ပြီးမှချီးမြှောက်လာမှာဖြစ်တယ်ဒါကြောင့်တင်းလုရမယ့်အရာတစ်ခုကဘာလဲဆိုရင်ဂတိပေးရတူကတစ္ဆာရှိစွာပြည့်စုံမှုအစဉ်တင်းရှိတာဖြစ်တဲ့ကြောင့်တင်းကတော့အဲ့ဒီဂတိတော်ကိုကင်ဆွဲပြီးသွားဖို့လိုရတာဖြစ်ပါတယ်ခုနကကျွန်တော်ဝင်ငှားခဲ့တဲ့ဥပမာလေးလိုပဲအဲ့ဒီလက်မှတ်ကိုပေးတဲ့လူကတော့ပေးလိုက်ပြီကျွန်တော်တို့ကဘာလို့ရမှာလဲဆိုရင်ဝင်တဲ့နေရာမှာပြဖို့တော့လိုအပ်တာဖြစ်ပါတယ်ဒီနေ့ဒီလိုပဲကျွန်တော်တို့ရင်စင်ရဲ့ချင်းကြုံရရင်ကျွန်တော်လက်မှတ်ပြရမယ် ဘာလက်မှတ်လဲဖခင်ကျွန်တော်တို့ပေးထားတဲ့ဂတိတော်နဲ့ဆိုင်တဲ့လက်မှတ်ပြရမယ်။မကြမ်းမာခြင်းကြုံတဲ့ခါမှာကျွန်တော်လက်မှတ်ပြရမယ်။ဘာမလက်မှတ်လဲကျွန်တော်တို့ကိုကြမ်းမာခြင်းနဲ့ဆိုင်တဲ့ဖခင်ပေးတဲ့ဂတိတော်လက်မှတ်ကိုပြရမယ်ဆိုရင်ဒီနေ့မိတ်ဆွေမိတ်ဆွေကိုဘယ်ရာကမှစီးသားလို့မရတော့မိတ်ဆွေကအောင်မြင်တော့သူမိတ်ဆွေကကြွယ်ဝတော့သူဖြစ်လာမယ်။ရှိလို့မဟုတ်ဘူး။မရှိပေမဲ့ဘုရားရဲ့ဂတိတော်ရှိတဲ့အတွက်အဲ့ဒီဂတိတော်ပေးတဲ့ဘုရားပေါ်မှာယက်တီတကြောင်တင်ဟာရှိတော်တို့ဖြစ်လာမှာဖြစ်တယ်။ဘုရားရှင်စကားပြော၍ကောင်းချီးပေးပါစေ။